အမလူမျိုးများအမျက်တနုကိုးကြကြတဲ့ဘုရားရုပ်ပါတော်တွေကိုအိမ်တိုင်းအိမ်တိုင်းမှာဖျားဆင်ထားပြီးရုပ်ပါတော်ဆင်နုတော်ပချီကားချက်ကအစမြမလူမျိုးတွေဟာကိုအိမ်ဥမှာအမျက်တနုဖျားကိုကိုးကြကြတဲ့တတိထုံတန်းစင်လာဟော ဘုရားဗဒနိုင်ငံတိုင်းမှာရှိသလားလို့ဆိုသိရမယ်သိသလောက်ပြောရမယ်ဆိုရင်တိရိလင်္ကနိုင်ငံမှာတော့အိမ်မဖျားကိုဝဲထတာမတွေ့ကြရဘူးမရှိဘူးလို့ဆိုတယ်အိမ်မဖျားကိုဝဲတာမရှိဘူးဘုန်းကြီးကြောင်းမဲ့ပေါ်ရိပင်နဲ့ဖျားကိုဝဲထားကြတာစွန်းစားကွန်းစားရှိတဲ့အခါကျတော့တတ်တော်ကျုပ် ဒါကြောင့်ကျုပ်လေးကိုရွက်ပြီးတော့အိမ်ကိုပြင်အဲ့ဒီအချိန်မှာအိမ်မှာဆရာကြီးဖះဆောင်လေးလှုပ်ထားပြီးဆန်းတော့ပန်းတော့ရေချမ်းတော့ဆက်ကပ်နောက်တန်ခါတွေကိုဆန်းဆက်ကပ်ပြီးတော့အဲ့လိုလှုပ်လိရှိတယ်ပေါ့နော်ပြီးရင်ကြောင်းပြန်ပင်သွားတယ်ထိုင်းနိုင်ငံတော့တေချာမသိဘူးထိုင်းနိုင်ငံမှာလည်းအပြစ်မှာကိုးွယ်တယ်လို့ကြားဘူးတယ် တခြားဘုရားဗဒနိုင်ငံကမောရိယတို့လာအိုတို့တော့မရောက်ဘူးလို့မသိဘူးအဲ့တော့မြန်မာပြည်ကတော့ဒါသူများနဲ့မတူဘူးတမှုထူခြားတယ်လို့ပြောအိမ်ထဲမှာအိမ်ဦးမြင့်မြတ်တဲ့နေရာမှာဖရာရုပ်ပွားတော့တည်ထားကိုယ်ဝေကြတယ်တချို့ကလည်းမြတ်စွာဘုရားအိမ်မှာမကိုးကဲကောင်းမှုလို့ပြောတဲ့လူလည်းရှိတယ်တော်တော် မြတ်စွာဘုရားဟာတတော်ထင်ရှားရှိတုန်းကပဲနာရဝိန်အိန္ဒုဝိသခာအိန္ဒုကောသရမင်းကြီးနန်းတော်တို့ကြွားတာပဲလေဘုရားတတော်ထင်ရှားရှိတုန်းကကြွားပြီးတော့ခိတ္တခဏသရင်သုံးတာပဲဖြစ်လို့တတော်ထင်ရှားမရှိတဲ့အခါမှာလေဘုရားရုပ်ပွားတော်အိမ်မောကြွားအိမ်မောကိုးဝဲထားတယ်ဆိုတာတော့မလောက်ကောင်းမှုမဟုတ်ပို့ပြီးတော့မင်္ဂလာချက်တွေနဲ့ဖြည့်ဆုံးတယ်ပေါ့နော် သို့သောတခုတိထားမှာတော့ဖုရရုပ်ဘွားတော်ကိုဖျားခံတတ်ကလေးထားပြီးတော့တော့မဟုတ်ဒီနေရာမှာမြတ်စွာဘုရားတတော်ထင်ရှားတရင်သုံးနေတယ်လို့စိတ်ထဲမှာတခါရောတပ်ပတိတ်တော်ဆိုရှုသိလေးစားတဲ့စိတ်နှလုံးအမြဲတမ်းတတိထားဖို့ပေါ့နော် တတိသရှိထင်ရှားမြတ်စွာဘုရားပမဟာစိတ်ထဲမှာလေးစားမြတ်နိုးပြီးတော့ဘုရားကမှာအမြတ်တနိုးထားပြီးဘုရားရှိမှာယူသိလေးစားမှု ပြုမိဖို့တော့ရည်ချီတာပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတာပေါ့အိမ်ထဲမှာမကိုးကွယ်ကောင်းတာတော့မဟုတ်ဘူးသို့တော့အိမ်မှာထားတဲ့အခါမှာနောက်ဆုံးမှာအလေးကရုမပြုမိပဲရှိတတ်တယ်ပေါ့ အဲ့လိုမရှိရအောင်ဘုရားကမှတခြားအလုပ်တွေမလုပ်ဖဲနဲ့ဘုရားစခိုးဖို့ဘုရားကိုအယုံပြုဖို့တရားထိုင်ဖို့တရားနှလုံးသွင်းဖို့ဆိုတဲ့အလုပ်တွေလုပ်ပြီးဒီခန်းရောက်တာနဲ့တပြိုင်နက်ရှုသိလေးစားမှုလေးနဲ့အဲ့လိုနေလို့ရှိရင်တော့ပို့ပြီးတော့ကုသိုလ်ရမှာပေါ့နော်အဲ့တော့အိနိုင်အိနိုင်ကတတိထားသေးတာပေါ့ဘုရားရှိကြောပေးထိုင်တာမျိုးတွေလည်းမဖြစ်မိအောင်ပေါ့တတိထားပြီးတော့ အခုတန်ဃာတွေတရင်တော့နေကြတယ်ဗုဒ္ဓပမုခတန်ဃာလို့ခေါ်တယ်မြတ်စွာဘုရားဥဆောင်တဲ့တန်ဃာအဲ့ဒီစိတ်ထဲမှာဒီနေ့ဖရာမှုရှိတဲ့တန်ဃာတော်တွေကိုပြင်ပြီးမြတ်စွာဘုရားကိုယ်တိုင်လည်းဒီမှာ ပါဝင်နေတန်ဃာတွေလည်းကြွားရောက်တယ်ဖရာလက်ထက်ကဖရာတတ်တော်ထင်ရှားရှိတဲ့အချိန်မှလည်းပဲမြတ်စွာဘုရားဥဆောင်ပြီးတော့ကြွားလာပြီး တန်ခါတွေဟာခုလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုရွတ်ဖတ်ကြတယ်ပူဇော်ကြတယ်နော်အယုတ်ပြုမဲ့ဆိုရင်တော့ခြင်းနူးမှုတရားတရားတွေဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုဖြစ်တာပေါ့နော်ကုသိုလ်ဖြစ်ဖို့မဖြစ်ဖို့ဆိုတာလူတွေမှာယောနိတောမနတိကာရလို့ခေါ်တယ်ဒီပန်ကန်နဲ့နှလုံးသွင်းမှုဟာတိတ်အရေးကြီးတယ် အသိဉာဏ်နဲ့နှလုံးသွင်းမှုလို့ခေါ်တယ်သူက wise attention လို့ပြန်ပညာရှိပညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့နှလုံးသွင်းတာပြောဟိုနှလုံးသွင်းတတ်လို့ရှိရင်ကုသကောမှုဖြစ်တာပဲမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ရုပ်ဘွားစင်တုဆိုမပေါ်သေးဘူးမပေါ်သေးတော့ဘာလို့တော့စေဘောဓိပင်ကအပွေးကလေးကိုယူပြီးတော့အဲ့ဒီမိသားစုဘောဓိပင်ကအခောက်ကလေးပေါ့တစ်ပင်ကအခောက်ကလေးကို အိမ်မှာအမြင့်တနို့ထားပြီးတော့ဖះအနေနဲ့ကိုးခွေကြအဲ့ဒီကိုးခွေတဲ့ကုသကောင်မှုကနေတဲ့ကုသမဟုတ်ဘူးတရဏဂုံဆောက်တည်ပြီးတော့အဲ့လိုနေကြတာဆိုတာအပဒံပါဠိတော်မှာရှိတယ်ပေါ့နော်အဲ့ဒါလို့ယသဗျာနဲ့ပတ်သက်တဲ့အထိမ်းမှပစ္စည်းလေးကိုတောင်းမှပဲအမြတ်တနို့ထားပြီးတော့ကိုးခွေရင် ကောင်းကျိုးချမ်းသာတွေရတယ်တခါ တကယ်ရုပ်ဘဝဆင်းရဲတော့မပါပဲနဲ့တောင်မှဖះလောင်ဟာတခုသောဘဝမှာစိတ်ကူးတဲ့ကအလူပွဲကြီးအဲ့ဒီလူပွဲကြီးကိုစိတ်ကူးတဲ့မှာပဲမတ်တတ်ထိုးစိတ်ကူးတဲ့မှာပဲပွင့်တော်မူတဲ့ဖះတွေကိုပင့်ပြီးစိတ်ကူးနဲ့လှူခဲ့တာအဲ့ဒါတောင်ရှိသေးတယ်နော်စိတ်ကူးနဲ့လှုပ်ထားသေးပဲလေ မြင့်မြတ်တဲ့စိတ်နေသဘောဓာတ်တွေကိုရင်နဲ့နှလုံးနဲ့ရောက်ပြီဆိုလို့ရှင်ကောင်းကျိုးချမ်းသာရနိုင်တော့ဘာလို့လို့ဆိုဒါတွေကရုပ်ဝတ္ထုနဲ့မပတ်သက်ဘူးပေါ့ရုပ်နဲ့မဆိုင်ဘူးစိတ်ဓာတ်ကိုဒီအချိန်မှာကိုကြည်နူးအောင်လုပ်နိုင်ရင်ကိုစိတ်ထဲမှာကောင်းမြတ်တဲ့စိတ်နေသဘောဓာတ်တွေကိတ်ဝတ်နေတဲ့အချိန်မှာအဲ့ဒီအချိန်ဟာတမိုးရှိတဲ့အချိန်ပဲဖြစ်တယ်ပေါ့ လူစိတ်ကိုတေချာကဲခါကြည့်မယ်ဆိုရင်အာနေဘယ်ဘက်ရောက်သွားတော့ဆိုနော်ကိုယ့်ကိုကဲခါရမှာစိတ်ကအာနေရင်တခုပဲရောက်သွားမအားဘူးဆိုလို့ရှိရင်လည်းလုံနေတဲ့အလုပ်တစ်ခုပေါ်မှာရှိတယ်လွတ်လိုက်တာနဲ့လည်းပြိုင်နေဘယ်ရောက်သွားတော့ဆိုကုသိုလ်ပဲရောက်တဲ့စိတ်ကနေတယ်နော်ကုသိုလ်ပဲရောက်တဲ့စိတ်ကဒါကြောင့်မို့ပပတ္တမိန်ရပတိမနောလို့ပြောတာ အဲ့တော့ကိုယ်စိတ်လေးကိုကောင်းတဲ့အာယုဘက်ကို ရောက်အောင်လုပ်နိုင်တယ်ဆိုတာတကယ်ကိုတတ်မှုကြည်မာတယ်လို့အဲ့ဒါကိုပဲမမကန်နှလုံးသွင်းနိုင်တဲ့ယောနိတော်မနတိကာရနှလုံးထားပြီးတော့ကုသရအောင်နေဖို့ထိုင်ဖို့ပေါ့နောက်တစ်ခါဒီအိန္ဒိယမင်္ဂလာလှုပ်တယ်ဆိုတာလေနေအစ်စ်မှာမြတ်စွာဘုရားကိုယ်တိုင်ကြွားရောက်ပြီးတော့တရင်သုံးနေ တန်ဃာတွေကြွတယ်ဖရာကိုစားရုပ်ပါဆင်နုတော်ပင်တင်ပြီးတော့ကိုယ်ွယ်ထားတယ်တန်ဃာတော်ရှင်မြတ်တွေကမြတ်စွာဘုရားဥရံကျူတဲ့အနေကဇာတိတန်တရံဂါထာဖြင့်ဖရာကိုပူဇော်ပေးတယ်တန်ဃာတွေရောက်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့တရားတွေရောက်လာတယ်လို့ဖရာဟောတဲ့တရားရောက်လာတာနဲ့ဖရာလည်းရောက်တယ်လို့ ဖះအစ်စ်လဲရောက်တယ်လို့ဆိုရမှာပဲ။ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားကဗုဒ္ဓကိုစားဆိုတာဘသူထားခဲ့တာတော့ဆိုတန်ဃာတွေထားခဲ့တာမဟုတ်ဘူး။ပုဂ္ဂိုလ်တယောက်ကိုခံထားခဲ့တာမဟုတ်ဘူး။ခုခေတ်ဆိုလို့ရှင်အဖွဲအစည်းတစ်ခုဟာခေါင်းဆောင်တယောက်မရှိတော့ဘူးဆိုရင်နောက်ထပ်လူပုဂ္ဂိုလ်ခေါင်းဆောင်တယောက်ဇာတုဆက်ခန္ဓာရှိတယ်။ မြတ်စွာဘုရားကြတော့ဖရာရုဆက်ခံတဲ့ပုဂ္ဂိုလ်မရှိဘူးလူပုဂ္ဂိုလ်အနေနဲ့မရှိဘူးမြတ်စွာဘုရားကဓမ္မနဲ့ဝိနည်းလို့ခေါ်တဲ့သူကိုယ်တိုင်ဟောကြားပြညတ်ခဲ့တဲ့ဓမ္မနဲ့ဝိနည်းကိုပဲဖရာကိုစားထားခဲ့တာဖြစ်တော့ကြောင်းတရားသည်ပင်နေဖရာနော်ဖရာမရှိတော့တဲ့နောက်တရားသည်ပင်နေဖရာလို့အဲ့ဒါကြောင့်မို့ တန်ဃာတွေကြွားလာတဲ့ဆိုရင်ထိုတန်ဃာတွေကမြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်ယူကျင့်မှတ်ဆောင်ထားကြတာဖြစ်လို့တန်ဃာရောက်လာတာနဲ့တပြိုင်နက်တရားရောက်လာတယ်တရားရောက်လာလို့ရှင် တရားဟောတဲ့ဖရာလည်းရောက်လာတယ်လို့အာယုံဆက်ဆက်ပြီးတော့ဒီလိုနှလုံးသွင်းရမှာဖြစ်တယ်နော်အဲ့လိုနှလုံးသွင်းပြီးတော့ တရားဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမှာဖြစ်တယ်ပေါ့ဆေးနဲ့အလားတန်တူတယ်ဆေးဆိုတာမတော့ဖဲထားလို့ကတော့အကျိုးမရှိဘူးပေါ့မြတ်စွာဘုရားရဲ့အဆုံးအမစကားဆိုလည်းလိုက်နာမှာပဲအကျိုးရှိမိဘတွေကသာသမီကို ဆုံးမတယ်သို့တော့မိဘစကားကိုမလိုက်နာဘူးသူလှုပ်ချင်အောင်လှုပ်တယ်ဆိုရင်မိဘရဲ့ကောင်းဆုံးမတဲ့ စကားရဲ့တန်ဖိုးကောင်းကျိုးချမ်းသာကိုသူရမှာမဟုတ်ဘူးပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့တရားတော်တွေကိုကိုယ်တိုင်ရှင်းသုံးမိအောင်ကြိုးစားအထောက်အမှာဖြစ်တယ်အဲ့တော့ဖယားနဲ့ပတ်သက်ပြီးကိုးကွယ်တာဘယ်နေရာပဲကိုးကွယ်ကိုးပဲအနည်းစားတင်းညင်းမတင်းညင်းနဲ့ပတ်သက်ပြီးတော့လေတချို့ကအနည်းစားမတင်းရသေးရင်ဖယားမဖြစ်သေးဘူးလို့ထင်ကြတယ် မြတ်စွာဘုရားလို့ရုပ်ပွားဆင်းလို့တော့ထုလိုက်ကြတဲ့ကဘုရားကိုစားလို့အတိမတ်ပြုလိုက်ကြတဲ့ကဒါဘုရားလို့ဆိုပြီးတော့ယုတိလေးစားသမုဒိသစ္စာပဲဒီဘုရားရဲ့ရုပ်ပွားတော့ကိုမပြောနဲ့တဲကလေးစုပုံပြီးတော့တဲပုံစေတီလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နဲ့သူကဒါစေတီဖြစ်သွားပြီနော်သမုဒိသစ္စာဆိုတာအဲ့ဒါခေါ်တာမှန်ကန်နေ မလေးစားရင်အပြစ်ဖြစ်တယ်လေးစားမှအကောင်းကျိုးချမ်းသာရတယ်အများကအတိမတ်ပြုလိုက်တာ consensus လို့အများအတိမတ်ပြုတဲ့အရာသမုဒိသစ္စာသမုဒိသစ္စာအနေနဲ့ဖရာဆိုပြီးအတိမတ်ပြုလိုက်တဲ့အချိန်ကစပြီးတော့ဖရာရုပ်ပေါ်တော့ကိုတဏိဒဇာလောက်ချာမှာဖြစ်တယ်အဲ့တော့ဖရာနဲ့ပတ်သက်ပြီးတော့အာယုံပြုဆရာလေးတွေကိုကြည့်ပဲဆိုလို့ရှိရင် ြတ်စွာဘုရားဟာမြင့်မြတ်တဲ့အလုပ်တွေကိုလမ်းဆုံးအမြင့်ဆုံးအဆင့်ထိအောင်ပြုလုပ်ခဲ့တာဖြစ်တယ်။ဘုန်းကြီးတို့တွေဒါနကောင်းမှုတော့ကြတယ်သီလဆောက်တည်ကြတယ်အမြင့်ဆုံးအဆင့်မရောက်ဘူးလန်ခုလက်တယ်အစလောင်နေတယ်ပဲပြီးနေကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားအဆင့်မရောက်နိုင်ကြဘူးနော်အဲ့ဒါကိုဖရာကိုချစ်ညွတ်တဲ့ပါရမီ7ပါးဆိုတာ အခုဒီကနေ့လှူကြတန်းကြတာလေဌာနပါရမီလို့ပဲခေါ်တာပဲသို့တော့ပါရမီဆိုတဲ့စကလုံးတွေကတစ်ခါတစ်ခါလမ်းဆုံးပန်းတိုင်တို့အမြင့်ဆုံးအဆင့်ဆိုတဲ့အထိပ်ပဲဟောအမြင့်ဆုံးအဆင့်ထီအောင်လုံနိုင်ပါလမ်းဆုံးထီအောင်လုံတာမျိုးလောကလူတွေကဌာနကောင်းမှုတော့ပြုတယ်ဒါပေမဲ့အမြင့်ဆုံးအဆင့်ကိုမရောက်ဘူး သီလတော့စောက်တည်တယ်အမြင့်ဆုံးအဆင့်ကိုမရောက်ဘူးဖះလောင်နေကြတော့ဒါနကလည်းပဲအမြင့်ဆုံးအဆင့်ရောက်သွားတယ်သီလကလည်းအမြင့်ဆုံးလမ်းဆုံးရှေ့ဆက်ဆရာမရှိလောက်အောင်အထွတ်ထိပ်ကိုရောက်သွားတယ်လို့တို့ဆိုလို့တယ်ပေါ့နော်တောင်းတတောင်းဆိုရင်တက်လိုက်ရင်တောင်းထိပ်ရောက်သွားပြီရှေ့ဆက်တဲ့ဆရာမရှိဘူးဒါနနဲ့ပတ်သက်ရင်လည်းနောက်ထပ်လုံးဆရာမရှိဘူးအမြင့်ဆုံးအဆင့်ထိအောင်ရောက်သွားအဲ့ဒါကို ဗုဒ္ဓအပါဒနာပါဠိတော်မှာဆိုထားတာရှိတယ်ဓတဝါဓာတပကံဒါနံလှူသိမ်းလှူတိုက်တာဆိုတာဒီမှန်သမျှမြတ်စွာဘုရားလောင်းတော့ဟာအစွမ်းကုန်လှူခဲ့တယ်မလှူဘူးတာဆိုတာတခုမှမရှိတော့လှူခြင်းတန်းခြင်းမှာလမ်းဆုံးပန်းနိုင်ထီအောင်ရအောင်လုပ်ခဲ့လို့ဌာနအရာမှာအထူးချုံဆုံးဖြစ်သွား ပေကံလှူဒါန်းခြင်းဆိုတဲ့ဒါနပါရမီမှာအဲ့တော့အထူးသဖြင့်စဉ်းစားကြည့်မယ်ဆိုရင်တက်နဲ့ဆိုတာမစ္စရိယခင်စင်မှုနဲ့လောဘခင်စင်မှုလို့တယ်အဲ့တော့မြန်ဆောက်ပြားကလောဘနဲ့မစ္စရိယကိုအစွမ်းကုန်တွန်းလှန်နိုင်တာပဲဖြစ်တယ်ပေါ့တမန်ဘုရုရှင်ပုဂ္ဂိုလ်တွေကတော့လောဘကိုမတွန်းလှန်နိုင်ဘူးမစ္စရိယကိုလည်းပဲအစွမ်းကုန်မတွန်းလှန်နိုင်ကြဘူးဒါကြောင့်မို့ လှူတဲ့တန်းတဲ့နေရာမှာလည်းလမ်းဆုံးပတ်နိုင်မရောက်ဘူးလို့ပြောရမှာသီလံပုရိတဝအတေတာတော်ကိုကျင်းသီလဖြစ်ကျင်တဲ့အခါမှာလည်းအကျဉ်းချံမရှိအောင်အထွတ်ထိပ်ရအောင်ဖရာလောင်းတော်ဟာသီလပါရမီကိုဖြစ်ကျင်ခဲ့တယ်ဒါကြောင့်ဖရာဖြစ်တယ်တမန်ပုဂ္ဂိုလ်တွေကသီလပါရမီတော့ဖြစ်ကျင်တယ်လမ်းဆုံးပတ်နိုင်ကိုမရောက်ခဲ့ကြဘူးထွတ်ထိပ်ကိုမရောက်ဘူးလို့နော် နိခမပါရမီခန္တဝပတ္တောတံဘောရိမုဒ္ဓမာတိလန်ခိုင်မရေးအတွက်နိခမပါရမီအလုံးကိုဆုံးနှုတ်နိုင်ပြီးတော့ renounce လုပ်တယ်လို့ခေါ်တယ်အလုံးဆုံးနှုတ်ပြီးတော့ကျင့်ကြံကြိုးကိုအထုတ်တဲ့နိခမပါရမီမှလည်းပဲထွတ်ထိပ်ကိုရောက်သွားတယ်မြတ်စွာဘုရားပဏိတိပြိပုစိတ်တဝကတ္တဝဝီရိယမုဒ္ဓမာ တတိလိမ္မာတဲ့ပညာရှင်နေထံစိကတဲ့မေမြန်းတယ်ပဏိတိပရိပု္ပစိတ်တော်ပညာရှိတွေကိုမေးတယ်ဆိုတာပညာပါရမီထွတ်ထည့်ရအောင်လုပ်တာအဲ့တော့တခုတတိထားဖို့ရအခုခေတ်မှာကိုကိုရင်သင်ရမှာကိုကိုရင်နားထောင်ရမှာကိုကိုရင်စာဖတ်ရှုရမှာပြင်းတယ်ပေါ့တော်တော်နောက်ဘွားကြတော့လေပညာထပ်ဖြစ်ခြင်းတယ် ညာဖြစ်ခြင်းတော့ပညာရေးအပေးတဲ့အလုပ်တွေကိုလုပ်ကြတယ်တကယ်ကပညာပါရမီဆိုတာပညာရေးအပေးတဲ့အလုပ်ဟာအပြည့်မှန်အလုပ်များတာဖြစ်တယ်ကိုယ်တိုင်ပညာသင်ခြင်းသာလဲပညာပါရမီလို့ပြောတာခုကြည့်ပြန်ပန္ဒီတေပရိပုစိတ်တော်ဟာဆိုမြတ်စွာဘုရားပညာပါရမီကိုဘယ်လိုဖြည့်တာတော့ဆိုပန္ဒီတေပရိပုစိတ်တော်တတ်သိနိုင်မတဲ့ပုဂ္ဂိုလ်တွေစီတဲ့ မေးတယ်ဆိုတာသင်တာပဲဖြစ်တယ်နော်ကိုသင်မကိုတတ်တယ်ဆိုတာထင်ရှားတယ်ဒါတော့ဝါချတယ်ပညာရေးကောင်းအောင်ထောက်ပံ့နေဆိုတာ condition လို့ခေါ်တယ်အခြေအနေကောင်းတစ်ခုဖန်တီးပေးတာပဲဖြစ်တယ်ကိုယ်ရင်ထဲမှာပညာမရောက်ဘူးကိုယ်ရင်ထဲမှာပညာရောက်တယ်ဆိုတာသင်မရောက်တာလေအဲ့တော့သင်ရမှမပြင်းနဲ့ဘာဖြစ်ဖြစ်ဟုတ်ဖြစ်လျက်ဘဝမှာပညာတတ်ခြင်းလေဆိုလို့ရှိရင် ပန္နိတိပြိပုတ်စိတ်တော်ဒါပညာပါတွေကိုပြောတာဖဏိယာပဲဖြစ်ဖြစ်ကိုယ့်ရဲ့တသိလိမ္မာတဲ့ပုဂ္ဂိုလ်တွေကိုမေးရမယ်မြန်ရမယ်စူးစမ်းဆင်ခြင်ရမယ်သင်ယူရမယ်မေးတယ်ဆိုတာသင်တာပဲအဲ့လိုသင်မှကိုယ့်ရဲ့နဲ့မှပညာချက်ချင်းရောက်တယ်မသိခြင်းနဲ့သိခြင်းကဟိုဘက်ထိပဲပဲသိလိုက်တာနဲ့တပြိုင်နက်မသိခြင်းကပျောက်သွားတာပဲလေ အခုမေးအခုဖြေရအခုသိသွားတာပဲအဲ့တော့ကျောင်းမို့လို့ပညာပါရမီဖြည့်ကျင်နေဆိုရင်သိညာဖို့လိုအပ်တယ်စသိရမယ်နော်ထို့တော့မတတ်တော့ပါဘူးဆိုပြီးတော့ရှော့ပြီးတော့နေရအောင်သိရမှာတလုံးတတ်တာနှလုံးတတ်တာမသိရင်နောက်ဘဝပို့ပြီးတော့မတတ်တဲ့အနေထားမျိုးရောက်သွားတယ်သိရမယ်စာပညာဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိယူမှတ်သားဖို့လိုတယ် ဖျားလောင်းတော့မှပညာပါရမီဖြည့်တာပဏိတိပြိပုစ္စတဝါဒါပညာပါရမီဖြည့်တာပြောတယ်ကတ္တဝဝီရိယမုဒ္ဓမံဝီရိယပါရမီထွတ်ထိပ်ရအောင်ကြိုးစားတယ်ကြိုးစားအထုတ်တဲ့နေရာမှာသူများနဲ့မတူအောင်ကြိုးစားတယ်ခန္တိယပါရမီခန္တဝပတ္တောတမ္ပောတိမုဒ္ဓမံခန္တီလို့ဆိုတဲ့နေရာမှာ သိခန္ဓာသိခန္ဓာရဲ့အထိပ္ပယ်ကဒီအလုံးလေးနဲ့တည်းပြတ်မပြောတာနဲ့တင်သိခန္ဓာလို့ပြောတာမဟုတ်ဘူးเนาะသိခန္ဓာဆိုတာကိုယ်စိတ်ထဲမှာအနှောင့်အယှက်မဖြစ်အောင်နေနိုင်တာကိုဆိုလိုတယ်ပေါ့ခမှုသဟနေဆိုတာစိုင်းတတိတမျိုးပဲသူကစိုင်းတတိတမျိုးဆိုတာ ကိုယ်စိတ်ဆိုးအောင်မလွတ်လားလှုပ်လှုပ်စိတ်မဆိုးပဲနေနိုင်တာကိုခန္တီလို့ခေါ်တယ်။နော်တိခတ်နေဆိုတာအဲ့ဒီအသေးပဲ။ပြီးတော့အခက်ခဲတွေကိုဒီစိတ်ထဲမှာမှတ်တာမမှတ်တာပဲနဲ့ကိုလိုအပ်မဲ့လှုပ်တစ်ခုအယုံဆိုင်တယ်။အခက်ခဲတွေကိုကြော်လွှားနိုင်တယ်။စိတ်ထဲကတိခတ်နေဆိုတာဒီ စိတ်ရဲ့မူလအခြေအနေဒါမို့အတ္တမနတာစိတ်အခြေအနေပြောင်းမသွားဘူးဥပမာထင်ရှားအောင် ပြောမယ်ဆိုရင်ရေပြင်ထဲမှာကဲလေးတစ်လုံးချလိုက်ရင်ရေဟာလှုပ်ခတ်သွားမှာနော်လှိုင်းကရက်တွေထားသွားမှာအဲ့ဒါလှုပ်ရှားမှုလို့ခေါ်တယ်ကိုယ့်တရားရောက်ကစောကလိုက်မယ်ဆဲလိုက်မယ်ဆိုရင်ရေထဲမှာလှိုင်းကရက်တွေထားသွားတယ်ဒါပေမဲ့လူက ဘာမှပြန်မပြောဘူးအဲ့ဒါသိခဏမဟုတ်သေးဘူးလိုင်းခေရမထဘူးဆိုမှ သိခဏလို့ခေါ်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကစိတ်ဆိုးအောင်လုပ်လဲစိတ်မဆိုးမှသိခဏတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်စိတ်မဆိုးအောင်ကိုယ်စိတ်ကို ထိန်းနိုင်တဲ့စွမ်းရည်တတ္တိကိုသိခဏခြင်းလို့ခေါ်တာဒါမှခမုသဟနေစွမ်းရည်တတ္တိရှိခြင်းအခက်ခဲတွေကိုခဏရည်တတ္တိရှိခြင်း တိခဏ်ရဲ့အဓိပ္ပာယ်ဟာအဲ့ဒီထီအောင်မှတ်သားနိုင်ရမှာဖြစ်တယ်။အပေါ်ယံပြောမယ်ဆိုရင်တော့အတုရောပေါ်ပြန်ပြီးတော့တုံ့ပြန်ပြီးတော့မပြောဘူး။စကားနဲ့နှုတ်ပြန်ပြီးတော့မပြောဘူး။ဒါလည်းပဲတိခဏ်နဲ့လို့ပြောလို့ရတယ်။ဒါပေမဲ့အတ္တမနတ္တလို့ခေါ်တဲ့ကိုယ်စိတ်ထဲမှာပင်ကိုယ်စိတ်အနေထားလေးမပြတ်မှတိခဏ်မှုဟာထွက်ထွက်ရောက်တယ်ပေါ့။နော်အဲ့လိုဆိုလို့တယ်ပေါ့။ အဲ့တော့မြတ်စွာဘုရားဟာတိခတ်မှုကိုလည်းထွတ်တေရအောင်ကျင့်သုံးသွားခဲ့တယ်။ဒါကြောင့်ဖះဖြစ်သွားတာလို့ကတောဒါနမဋိဌာနံခိုင်မာတဲ့အဋ္ဌာန်တစ်ခုဒိဋ္ဌာနဆိုတာအဋ္ဌိဆွဲဆွဲမြဲမြဲဌာနရည်တည်ခြင်းကုသကောင်မှုလုပ်ရင်လည်းဆွဲဆွဲမြဲမြဲလုပ်တယ်လုပ်ခြင်းနဲ့ကလုပ်တယ်မလုပ်ခြင်းနဲ့ကမလုပ်တာမဟုတ်ဘူးဆွဲဆွဲမြဲမြဲဆွဲနဲ့လုပ်လို့ရှိတယ် အခိုင်မှလုပ်တယ်အဲ့ဒီနေရာမှာလည်းပဲထွတ်ထိပ်ကိုရောက်သွားတယ်သစ္စာပါရမီပုရိယဒီဂတိတည်တဲ့နေရာမှာလည်းပဲဖះလောင်းဟာတေခြင်းတေပစီသုတ္တတော်မတို့လိုနော်ခတိပေးထားတဲ့အတိုင်းသူ့ကိုသတ်ဆာမဲ့ပောရိတာရစီပြန်သွားတယ်လေမရောက်ရောက်အောင်ပြန်သွားတယ်အသက်အသေးခံပြီးတော့သွားတယ်အဲ့ဒါလို့ သစ္စာနဲ့ပတ်သက်လို့ရှိရင်လည်းထွတ်ထိပ်ရောက်သည့်ထီအောင်ဖြစ်ကျင်ခဲ့တယ်မေတ္တာပါရမီခန္ဓဝပတ္တောတံဘောဓိမုဒ္ဓမမေတ္တာပါရမီဆိုတာဘုသူကိုပေါ်မှာမုံစိတ်မထားပဲနဲ့အကျိုးစီးပွားကိုလိုလားတဲ့နေရာမှာလည်းပဲပုဂ္ဂိုလ်ခွဲခြားမှု မရှိပဲနဲ့ထွတ်ထိပ်ရောက်သည့်ထီအောင်မေတ္တာပါရမီကိုဖြစ်ကျင်ခဲ့တယ် မေတ္တာလည်းပဲပို့ခြင်းတဲ့ပုဂ္ဂိုလ်ကြပို့မပို့ခြင်းတဲ့ပုဂ္ဂိုလ်ကြတော့မုံဆိုရဲအဲ့ဒီအကန့်တနဲ့မေတ္တာပို့တာမဟုတ်ဘူးနော်အလုံးပေါ်မှာယန္တုမိတ်ဆွေမခွဲမခြားတသားတဲ့ထားနိုင်တဲ့စိတ်ဓာတ်မျိုးနဲ့မေတ္တာပို့တာဖြစ်တယ်အဲမေတ္တာပါရမီမှလည်းထွတ်ထည့်ရောက်တယ်နောက်ဆုံးအချုပ်ဖြစ်တဲ့ဥပိ္ပခပါရမီနဲ့ပတ်သက်တဲ့အခါကျတော့လာဘလာပီဒုက္ခဒုက္ခ သမ္မာနေသာဝမာနနေသဗ္ဗထသမကောသမကောဟုတ်တော်ပါတော်တံဘောရိမုဒ္ဓမာဥပိ္ခာရဲ့အထိပ္ပယ်မှာရှင်းရှင်းနေနေနေဒီမှာပေါ်ပြတာလူတွေရဲ့စိတ်ဓာတ်ဟာကြံ့ခိုင်မှုမရှိဘူးရှားတဲ့အခါတစ်မျိုးမရတဲ့အခါတစ်မျိုးဖြစ်တယ်နော်ရှားပြီဆိုရင်စိတ်ကတစ်မျိုးမရဘူးဆိုရင်စိတ်ကတစ်မျိုး ဒုက္ခဒုက္ခချမ်းသာရင်စိတ်ဓာတ်ကတမျိုးဆင်းရဲရင်စိတ်ဓာတ်ကတမျိုး ပြောင်းလဲမှုတွေဖြစ်တယ်။တမ္မာနေသာဝါမနနေကိုယ်လေးစားရင်တမျိုးအထင်သေးခံရရင်တမျိုးမြတ်စွာဘုရားကြတော့အဲ့လိုလောကဓာတ်အနေနဲ့ပတ်သက်လာတဲ့အခါမှာနှမျိုးမဖြစ်ဘူးတမျိုးတည်းပဲတိမတ်တိငိမ်ပြီးတော့နေထတာဥပ္ပခါလို့ခေါ်တယ် အဲ့တော့ဒီဥပိ္ခသဘောကိုနားမလည်လို့ရှိရင်တောင်းနဲ့တောင်းမတဲ့လို့မခေါ်ဝဲနေတာဥပိ္ခထားလိုက်တယ်ပြောနေချာဥပိ္ခနမဲ့ပြက်တယ်အဲ့ဒါနော်မတဲ့လို့မခေါ်မပြောနေတာသူကစိတ်ဓာတ်ထဲကတော့ဒေါသဖြစ်နေအဲ့ဒီလိုမြင်မုံနေတာမုံတဲ့စိတ်နဲ့ဥပိ္ခထားတာကိုဒါအတိဥပိ္ခမဟုတ်ပြင်းပြတ်တဲ့ဥပိ္ခမဟုတ်ပြင်းပြတ်တဲ့ဥပိ္ခဆိုတာကိုယ့်ဘဝကိုခံစားကြည့်ကို ဆဲတဲ့လူနဲ့ကိုယ်ကိုချီးမွမ်းတဲ့လူဒန္တုထာနိုင်ရလားကိုယ်ကိုကျိုးသိတဲ့လူနဲ့ကိုယ်ကိုစော်ကားတဲ့လူဒန္တုထာနိုင်ရလားနော်အဲ့တော့ဒီနှစ်ခုအပေါ်မှာစိတ်ထက်ကွဲပြားမှုမရှိဘဲနဲ့တဏှီရဲ့စိတ်ထက်ထားနိုင်တယ်ကိုယ်ကိုချီးမွမ်းလို့လေအဲ့ဒီပုဂ္ဂိုလ်ပေါ်မှာစိတ်နဲ့တဲ့သဘောမပေါ်ဘူးကိုယ် ကဲ့ရဲ့လို့လဲအဲ့ဒီပုဂ္ဂိုလ်ပေါ်မှာမုံတည်တဲ့သဘောမပေါ်ဘူးနှစ်ခုစလုံးမှာ တူညီတဲ့စိတ်တွေထားနိုင်တယ်ဆိုတာကြတော့ဥပိ္ပခာလို့ခေါ်တယ်ဒီနေရာမှာအဲ့ဒီဥပိ္ပခာကိုဖော်ပြတာလောကရံနဲ့ပတ်သက်လာလို့ရှိရင်ကွဲပြားခြားနာမှုမရှိဘူးဥပိ္ပခာပါရမီထွတ်ထိပ်ရောက်သည့်အတွက်ကြောင့်မြတ်စွာဘုရားသာရောရဟုလာနဲ့ဒီဝဒနဲ့ဒန္တုထားနိုင်တယ် တော့ရဟုလာပေါ်မှာအကျိုးစီးပွားလိုလားသလိုဒေဝရပေါ်မှာလည်းအကျိုးစီးပွားလိုလားတယ်။နော်ဒီပုံစံမျိုးအဲ့ဒါဥပေက္ခ။နောက်တနည်းဥပေက္ခပြောရမယ်ဆိုရင်သူများကိုကုညီမှုနဲ့ပတ်သက်လာလို့ရှိရင်မေတ္တာယပုပ္ပကာရိနောမေတ္တာထားသည့်အတွက်ကြောင့်ကိုယ်ကတစ်ဖက်သားကိုစတင်ပြီးတော့ကုညီတယ်။ဟုတ်တယ်။ တစ်ဖက်သားကိုကုညီပေးတဲ့အခါမှာမေတ္တာနဲ့ကုညီပေးကြတယ်။သို့သောဥပ္ပခာမထားနိုင်လို့ရှင်အဲ့ဒီကုညီခဲ့တဲ့မေတ္တာပြန်ပြီးတော့ဟိုရှုံညံ့သွားတာရှိတယ်။ဘာလို့ဆိုရင်ငါသူကကူထားတာငါကြတော့မလုပ်ဘူးနဲ့ဆိုတော့အဲ့ဒါဥပ္ပခာမထားနိုင်ရဲ့လို့ငါသူ့ကိုဘယ်တော့ပေးထားရတာအခုဒီကောင်ကျေးဇူးမတိတတ်ဘူးလို့ပြောရင်လည်းဒါဥပ္ပခာမထားရရောက်တယ် နော်အဲ့တော့အဲ့ဒါမျိုးဖြစ်တတ်တယ်မေတ္တာရပုပ္ပကာရိနောမေတ္တာရှိလို့ကိုကအရင်ကုညိတယ်ဥပိ္ခာယပစ္စုပ္ပကာရနာတိတန်တေတယ်ဥပိ္ခာရှိလို့ရှိရင်တော့သူစီကတုံ့ပြန်လာတာတခုမှမမျောလင်းရဘူးဘမပြိမအဲ့ဒီအတုံးလဲတွေကများတယ်နော်ငါအလှူတော့ကဘလောက်ကူတဲ့သူ့လှူကြတာတို့မင်္ဂလာပွဲတော့ ဘလောက်ကူတယ်သူမင်္ဂလာဘွဲကြဘလောက်ကူတယ်ဆိုအဲ့ဒီနေရာမှာလူတွေမှာ ကွယ်ပြားချမ်းသာမှုတွေရှိကြကိုကူတာမေတ္တာနဲ့ကူတာမဟုတ်တော့ဘူးနောက်ထပ်ပြန်ရကြလို့လက်စာဆိုာဖြစ်နေเนาะအဲ့တော့ပါရမီဥပိ္ခာကြတော့အဲ့ဒါမျိုးမဟုတ်တော့ပါရမီမေတ္တာကြတော့အဲ့ဒါမျိုးမဟုတ်ကိုလက်သူလက်မချိဘူးကိုလုံးဆရာရှိတာကိုလုံးပေးတယ်လုံးထမလုံးထသူနဲ့ဆိုင်နေသူလှည့်ကြတော့ အဲ့လိုထားနိုင်မှဥပိ္ပခပါရမီပြည့်တယ်မြတ်စွာဘုရားလောင်းကြတော့အဲ့လိုဥပိ္ပခပါရမီထားသူကိုယ်အလှည့်ပဲထားတယ်သူလှည့်လို့မထားဘူးเนาะအဲ့ဒီလိုစိတ်သက်မြင့်မြတ်အောင်ကိုယ့်ကိုဒါလေးချင်းယူရမှာပြောတာဘယ်အရာပဲဖြစ်ဖြစ်မလေးချင်းမရဘူးအဲ့တော့မြတ်စွာဘုရားဆိုတာအဲ့ဒီလိုပုံကုတ်မျိုးပဲလို့စိတ်ထဲမှာကြည်လိုက်เนาะ ဒါနဆိုလဲအထွတ်တည်းရအောင် ပါရမီဖြည့်ခဲ့တယ်။မလူဘူးတာမရှိဘူး။သီလဆိုလို့ရှင်လဲအထွတ်တည်းရအောင်ကျင့်သုံးခဲ့တယ်။ညက်ခတ်မှာဆိုစွန့်လွတ်မှုတွေနဲ့ပတ်သက်လာရင်လဲအထွတ်တည်းရောက်တယ်။ပညာရှိဦးတဲ့အခါမှာလည်းပဲတကယ်ထိတ်တန့်ပညာရှိတွေမေးပြီးတော့ထိတ်တန့်ရအောင်ပညာရတွေကိုသင်ယူခဲ့တယ်။ဝိရိယနဲ့ပတ်သက်ပြီးတော့လဲစွမ်းကုန်ကြိုးစားခဲ့ဘူးတဲ့။ခန္တီနဲ့ပတ်သက်ပြီးတော့လဲအမြင့်ဆုံးအဆင့်ကိုရောက်တယ်။ အဋ္ဌဌာနဲ့ပတ်သက်ပြီးတော့လည်းအမြင့်ဆုံးရောက်တယ်ဂရီတီတဲ့နေရာမှာလည်းထွတ်ထိပ်ရောက်တယ်မေတ္တာထားတဲ့နေရာမှာလည်းပဲအထွတ်ထိပ်ရောက်တယ်ဥပေက္ခထားတဲ့နေရာမှာလည်းပဲအထွတ်ထိပ်ရောက်တယ်လို့ပါရမီဆေဘာအချက်တရားဖျားလောက်မှဖြည့်ရမှာမဟုတ်ဘူးတို့တွေလူကြီးဖြစ်နေတဲ့အချိန်မှာအတိုင်းအတာတစ်ခုရပါရမီဖြည့်ရမှာဖြစ်တယ်ပါရမီဆေဘာဟု ထွတ်ထွတ်ရအောင်ဖြည့်နိုင်လို့ရှိရင်ဖျားဖြစ်မှာပဲအလေလတ်လောက်ဖြည့်လို့ရှိရင်အလေလတ်လောက်ဖျားမယ်နော်ကိုယ်အတိုင်းတာတခုအဲ့တော့အမတန်မှယုတ်တိပေတာနဲ့ခြေလိုက်မဲ့ဆိုရင်ဒီလေးချင်းမှုတွေဟာဖျားဖြစ်သူဒီလေးချင်းမှုတွေကြောင့်ရောက်တယ်ဆိုတာအကြီးချင်းတွေဟာကြံမမကြံတော့ပဲပါရမီ7ပါးကိုဖြည့်ချင်လိုက်ရင်အကြီးချင်းတွေဟာအကုန်လုံးပြည့်စုံသွားတယ်နော် ဒီခြေနေရအောင်လေ့ကျင့်လို့ရတယ်ဆိုတာလဲသဘာဝကြားတယ်။အေးဒါကြောင့်မို့မြတ်စွာဘုရားရဲ့ခုံကျေးဇူးတွေဟာမတန်ကြီးမားတယ်လို့ကိုယ့်အိမ်မှာတည်တာကိုယ်ွယ်တယ်ရှုပ်ပွားတော့ကနေဆက်နွယ်ပြီးတော့ဘုရားရဲ့ခုံတွေကိုအာယုံပြုနိုင်ရမှာ ဖြစ်တယ်။အေဝံအသိန္တိယဗုဒ္ဓဗုဒ္ဓဓမ္မအသိန္တိယအသိန္တိယပတဏနံဝိပါကောဟောတိအသိန္တိယောတဲ့။ဘုရားမြတ်စွာဆိုတာအခုလို့ အံ့ဩ၍မကုံနိုင်တော့အောင်ကြီးကျယ်မြင့်မြတ်တဲ့ခွန်သိက္ခာတွေနဲ့ပြည့်စုံတယ်မြတ်စွာဘုရားဟောတဲ့တရားတွေကလည်းဒီစိတ်ကူးကြံစီလို့မဆုံးနိုင်တော့အောင်အံ့ဩပဲခုံချေစုတွေနဲ့ပြည့်စုံတယ်ဒါကြောင့်ဖះရနဲ့ဖះရရဲ့တရားတော်တွေကိုဒီအာဩ၍ကုန်နိုင်ပွဲမရှိတယ်စိတ်ကူးကြံစီတော့မရနိုင်တော့အောင်ထူချာအာဩပွဲ ဖရာတရားရှရဏသုံးပါးကိုကြီးညိုမြတ်လို့ကြတဲ့ကုသိုလ်ကောင်းမှုကြီးညိုသူတို့ရဲ့ရင်ထဲမှာဖြစ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာလည်းပဲအံ့ဩ၍မကုံနိုင်လောက်အောင်ကြီးမားတဲ့ကုသိုလ်အကျိုးတွေကိုဖြစ်ပေါ်စေတယ်ဆိုတာကိုအကြောင်းအကျိုးဆင်ခြင်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအာရုံပြုပြီးအစင်ထော်ရနှလုံးသွင်းနိုင်ကြပါစေကုန်တည်း